ရေအောက်ထဲမှာရှိနေတဲ့ရေတခွန်းကိုရီတိခါတဲ့ရေတခွန်းဆိုတာကုန်းမြေပေါ်ကတောင်ပေါ်တနေရနေပြီးတော့အောက်ကအရှိန်နဲ့စီးစင်းနေတာကိုအားလုံးသိကြရပေါ့နော်ဒီရေတခွန်းကတော့တကယ်ကိုထူးထူးခြားခြားပဲပေါ့နော်သူကသမုတ်တရားထဲမှာရှိနေတဲ့ရေအောက်ရေတခွန်းပဲဖြစ်တယ်ဒီရေအောက်ရေတခွန်းဆိုတာမဖြစ်နိုင်ဘူးလို့ထင်နေဆိုလို့ရှိရင်ဒီဗီဒီယိုကိုအဆုံးထိဆက်လက်ကြည့်ပေးပါဦးနော် ပင်လယ်ရေအောက်ရေတခွန်ကြီးဟာအာဖရိကဒိုင်အရှေ့ဘက်ကမ်းလွန်မှာရှိရဲမော်ရစ်ဂျွန်စုတွေရဲ့အနီးမှာတည်ရှိပါတယ်။ဒီဂျွန်စုတွေဟာအာဖရိကအရှေ့ဘက်ကမ်းခြေကနေဆိုရင်မိုင်း2000လောက်ခွာဝေးပါတယ်။ဒီဂျွန်စုတွေကမီးတောင်ဖြစ်ဖွဲ့စည်းထားတဲ့ကျွန်းများလည်းဖြစ်ကြတယ်။ထိုမော်ရစ်ဂျွန်နီယာဆိုလို့ရှိရင်မတူညီတဲ့ဌာနချုပ်တန်းများစွာနဲ့ဝင်ရထားပြီးတော့အဲ့ဒီဂျွန်မကကိုပိုင်ထူးခြားတဲ့အပင်နဲ့တလိဆန်များစွာလည်းရှိတယ်။တောင်ဘက်ကန်ယူရမှာတော့ပူပြီးအံ့ဩဖို့ခေါင်းနဲ့မြင်ကွင်းတစ်ခုရှိတယ်။အဲ့ဒါကတော့ရေအောက်ရေတခုမဲဖြစ်ပါတယ်။ ဒီရေအောက်ရေတံခွန်အကြောင်းကိုရှင်းရမယ်ဆိုလို့ရှိရင်မြေပြင်တွေရဲ့အစုံပင်လယ်ကမ်းရပ်တွေမှာဆိုရင်တဖြည်းဖြည်းနဲ့ပေါ့နော်တွိုင်းနက်ဆိုင်နဲ့သမုတ်တရားစီကိုရောက်သွားတာကိုအားလုံးသိကြရပေါ့နော် ပြောချင်တာကဂုံးမြေကနေပြီးတော့ရေးပြင်းစီကိုမိုင်မောင်းများစွာသွားမှသာဒီမီတာထောင်ချီနက်ဆိုင်နဲ့သမုတ်တရားကိုရောက်ရှိသွားတယ်ပေါ့နော်။ဒါပေမဲ့ဒီရေအောက်ရေတခုနေရာကကြတော့ခဏကပြောတဲ့ပုံစံနဲ့ကွဲပြားတယ်။ဒီကျုံးစုနေရာတွေဟာဆိုလို့ရှိရင်တောင်မြင့်လိုနေရာကနေပြီးတော့ရုတ်တရက်နက်ဆိုင်နဲ့သမုတ်တရားရေးပြင်းကိုပြောင်းလဲသွားပြီးတော့ဂုံးမြေနဲ့ဒီနက်ဆိုင်နဲ့သမုတ်တရားကြားတဲ့ကကူးပြောင်းမှုကတူတောင်းတာမျိုးပေါ့နော်။အဲ့ဒီအချက်ချက်လေဒီရေအောက်ရေတခုလိုမြင်ဝဲမျိုးကိုဖန်နေပေးတယ်လို့ဖြစ်သွားတယ်။ ခုံးမြေကနေပြီးတော့ရေတိမ်ပိုင်းစီကိုသွားရမယ်အစားမိနစ်အနည်းငယ်အတွင်းမှာပဲမီတာထောင်ချီနှက်ဆိုင်နဲ့ရေပင်ကိုရောက်သွားရပေါ့နော်တွေးကြည့်ရင်လည်းအသေးရစရာကြီးဒီဖြစ်စဉ်ကိုပုံပြီးပြင်စီကတော့တဲဒီချောက်ပဲဖြစ်တယ် မီးတောင်နဲ့ဖွဲ့စည်းထားတဲ့ထိုမော်ရစ်ဂျွန်တွေကကန်ယူရန်တခြားမှာဆိုရင်သဲများစွာတိရှိတယ်။ဒီပေးလဲရေလိုက်နေကြောက်အဲသဲတွေကနေပြီးတော့ကန်ဆက်ကနေရေထိန်ပိုင်းတခြားအရှိအနောက်ရွေ့ရှားတယ်။ဒီရွေ့ရှားနေတဲ့သဲတွေကသူကရေထိန်ပိုင်းခဏလေးနဲ့ပြီးဆုံးသွားတဲ့အခါကျတော့ပို့ပြီးတော့နှက်ရှိုင်းပြီးတော့မှောင်နဲ့ရေအောက်ထဲကိုထိုးကြကုန်တယ်။ရှိအောင်ရေတခုဆိုတာအမှန်တကယ်တော့ရေတွေစီးစင်းနေတာမဟုတ်ဘူးသူကသဲတွေဟာဒီနှက်ဆိုင်နဲ့ချောက်ထဲကိုကျသွားခြင်းပဲဖြစ်တယ် ်ထူဖြစ်စဉ်ကိုရေအောင်မြင့်နေပြင်ရဲ့ဒီခွာချလို့နဲ့အနေအမြင့်ရဲ့ပင်လယ်ရေစီးကြောင်းနေရဲ့ပေါ့နော်တဲရီရဲ့ပေါ့နော်အဲ့ဒါတွေပေါင်းစပ်ပြီးတော့ဖြစ်လာတဲ့ optical illusion လို့ခေါ်တဲ့မျက်စိကိုလှည့်စားလိုက်တဲ့မြင်ကွင်းတစ်မျိုးပဲဖြစ်တယ်တကယ်ကတဲရီချဆဲမှုကြောင့်မသိရင်ရေစီးကြောင်းတစ်ခုကနတ်ရှိုင်းနဲ့ခြောက်ထဲကိုစီးဝင်နေတဲ့ရေတကုံပုံစံလို့ထင်ရတာပေါ့နော်ဒါကလည်းတဘာဝတရားကြီးကဖန်တီးပေးထားတဲ့အံဩပွဲအကောင်းဆုံးလက်ရာတွေကတစ်ခုဖြစ်ပါတယ်